မင်္ဂလာပါသားတို့သမီးတို့ရေခြေကတော့တတ္တမရန်ဇာရိတနဲ့ပိသူနိတိဘာသာရက်ကို သင်ကြားပေးမယ့်အခြေခင်ဖြစ်ပါတယ်ဒီနေ့ခြေပြောပြပေးမယ့်အကြောင်းအရာလေးကတော့အခန်းလေးငိမ့်ချန်းစွာ အတူရှင်တွဲနေထိုင်ခြင်းသင်ငန်းစာ၁ငိမ့်ချန်းစွာ နေထိုင်ရေးအကြောင်းပဲဖြစ်ပါတယ်ခန်းလေးငိမ့်ချန်းစွာ တူရှင်တွဲနေထိုင်ခြင်းသင်ခန်းစာကိုတင်ကြရခြင်းကြောင့်မိမိရက်ရွာဒေသအတွင်းငင်းချမ်းညင်ညွတ်စွာ နေထိုင်ခြင်းရဲ့အကျိုးရလဒ်တွေကိုဖော်ပြတတ်မယ်။ရက်ရွာဒေသအတွင်းစီလုံးညင်ညွတ်စွာနေထိုင်ခြင်းဖြင့်ငင်းချမ်းညင်ညွတ်ရေးကိုအထောက်အကူဖြစ်ကြောင်းဖော်ပြတတ်လာမယ်။စီလုံးညင်ညွတ်စွာနေထိုင်ခြင်းဖြင့်နိုင်ငံတည်ငြိမ်မှုနဲ့တိုးတက်ရေးကိုအထောက်အကူပြုကြောင်းဖော်ပြတတ်လာမယ်။ဖန်တီးတတ်ခြင်း၊ဆက်သွယ်ပြောဆိုတတ်ခြင်း၊ပူးပေါင်းလှုပ်ဆောင်ခြင်းတို့ကို ရက်ရွာလုပ်ငန်းများမှာလက်တွေ့အသုံးချတတ်လာမယ်။ဒီအကြောင်းအရာတွေကိုသင်ကြားပေးမှာဖြစ်ပါတယ်။သင်ခန်းစာ1ငြိမ်းချမ်းစွာ နေထိုင်ရေးလူရာရာငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်စွာရှိကြတယ်။လူချင်းချင်း လူမျိုးဘာသာဆင်းရဲချမ်းသာအဆင့်အတန်းခွဲခြားမှုမရှိဘဲဒန်းတူဆက်ဆံကြရမယ်။ထို့ကဲ့သို့ ဒန်းတူဆက်ဆံမှသာရက်ရွာအတွင်းမှာတန်တရားတွေမတရားမှုတွေအကြမ်းဖက်မှုတွေတူးနဲ့တူးမယုံကြည်မှုတွေကင်းစင်ပြီးတော့ညီညွတ်မျှတစွာ အတူနေထိုင်နိုင်မှာဖြစ်ပါတယ်။ကဲတစ်ဆက်တည်းမိကုံးလေးတွေဆွေးနွေးကြည့်ကြရအောင်။ကဲဆက်ပြီးတော့ခြေတို့အောက်ပါအချက်များကိုသဘောတူလက်ခံပါသလား။ပရိပကကင်းစင်ခြင်းသည်ငြိမ်းချမ်းခြင်းပင်ဖြစ်သည်။ခြေကတော့ပရိပကကင်းစင်ခြင်းသည်ငြိမ်းချမ်းခြင်းပင်ဖြစ်သည်ဆိုတာကို သဘောတူလက်ခံပါတယ်။ဒါတို့သမီးတို့ကပရိပကကင်းစင်ခြင်းဟာငြင်းချမ်းခြင်းဖြစ်သလားဆိုတာကိုသဘောတူလက်ခံလားစဉ်းစားကြည့်ကြပါ။တခါကရန်သူဖြစ်စေကမူညှိနှိုင်းဆွေးနွေးခြင်းအဖြစ်မိတ်ဆွေပြန်ဖြစ်လာနိုင်ပါသည်။ဒီချက်ကလေးကိုခြေကတော့သဘောတူလက်ခံပါတယ်။ဒါတို့သမီးတို့ကသဘောတူလက်ခံနိုင်ပါသလားစဉ်းစားကြည့်ပါ။တင်တို့နေထိုင်ရာရွက်ရွာသည်ငြင်းချမ်းသောလူအဖွဲ့စီဖြစ် တည်ရှိပါကဤကဘာကြီးသည်ပိုမိုကောင်းမွန်သော နေရာတစ်ခုဖြစ်လာလိမ့်မည်ဒီချက်ကလေးကလည်းသဘောတူလက်ခံပါလေဒါလို့သမီးတို့ကစဉ်းစားကြည့်ပါနော်သဘောတူလက်ခံနိုင်သလားဆိုတာလေကဲဆက်ပြီးတော့ဖြစ်ရက်ကလေးတွေနဲ့လေ့လာကြရအောင်ဖြစ်ရက်၁ဇော်ဝင်းနဲ့နောင်နောင်တို့ဟာကျောင်းစာသင်ခန်းထဲမှာဘေးကျင်းကထိုင်ကြပြီးတော့ကျောင်းစင်းချိန်မှာဘောလုံးအတူတူကန်ကြတယ်တနေ့သောအခါမှာနော်ဇော်ဝင်းဟာ ဘာသာရပ်ထူးချွန်စာမှုပဲဖြစ်ရန်အတွက်စာစာကြည့်နေတယ်။နောင်နောင်ကဘောလုံးကစားလိုတဲ့အတွက်ကြောင့်ဇော်ဝင်းကိုလာခေါ်တယ်။ဇော်ဝင်းကစာမရသေးတဲ့အတွက်ကြောင့်ဘောလုံးမကစားလိုဘူးလို့ပြောတယ်။ထို့ကားနောင်နောင်ကဘောလုံးကစားရန်မသွားတော့ပဲဇော်ဝင်းဘေးမှာအတန်ကုန်ဟစ်ပြီးတော့တချင်းအော်ဆိုနေတယ်။ဇော်ဝင်းကအဲ့ခါမှာစိတ်တူလာတယ်။ကဲဆက်ပြီးကြည့်အောင်။နောင်နောင်ရဲ့လုပ်ရက်ကမှန်ကန်ပါသလားတဲ့။အဖေချောင်းကြီး။နောင်နောင်ရဲ့လုပ်ရက်က မမှန်ကန်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဇော်ဝင်းစာကြက်နေတာကိုဇော်ဝင်းပေးမှသူကအတန်ကုန်ဟစ်ပြီးတော့တချင်းအော်ဆုံနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တင်သာဇော်ဝင်းဖြစ်ရင်ရောမြည်စို့ဆုံးဖြတ်မယ်။ဇော်ဝင်းနေရာမှာဆိုလို့ရှိရင်တငယ်ချင်းချင်းချင်းခင်မေမှုပဲပြက်လို့တဲ့အတွက်ကြောင့်သီခံခွတ်လို့မယ်လို့ဆုံးဖြတ်ထားပါတယ်။ဇော်ဝင်းရဲ့နောင်တောင်ကိုငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရန်မြည်စို့ကူညီနိုင်မည်နီ။သူတို့နှစ်ယောက်ငင်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်မှုအတွက်နောင်တောင်ကိုခေါ်ပြီးတော့ဘောလုံး ွားကစားရမှာပေါ့ဖြစ်ရတဲ့လေးဆက်လေးလာရမော်မော်နှင်းဖြူချွတ်ချိုးခိုင်ခိုင်နဲ့လဲလဲလို့တငယ်ချင်းစုစုဟာနေကင်းကြောင်းစင်ချိန်မှာထုံစီတိုးရန်ကစားကြတယ်တနေ့တော့နှင်းဖြူဟာထုံစီတိုးရန်မကစားခြင်းတဲ့အတွက်ကြောင့်ကြိုးခုံမယ်လို့ပြောတယ်လဲလဲကကြတော့ကြက်ဖတ်ခွတ်တန်းကစားမယ်လို့ပြောတယ်သူတို့နှစ်ဦးဟာကြိုးခုံမယ်ကြက်ဖတ်ခွတ်တန်းကစားမယ်ဆိုပြီးညင်းခုံနေကြတယ် ကြံတဲ့တငယ်ချင်းတွေရောမိခဲ့သူဖြန့်ပြေးရမှမသိဖြစ်နေတယ်။နှင်းပြူနဲ့လဲလဲလို့เนาะအငင်းခုန်မှုအကျိုးဆက်ကမိစိုးဖြစ်လာနိုင်သနည်း။သူတို့ရဲ့အငင်းခုန်မှုတွေကတငယ်ချင်းနှစ်ယောက်ကြံဖြစ်ပြီးတော့အခင်မင်းပြတ်သွားနိုင်ပါတယ်။တင်သာဆိုရင်ငင်းခုန်မှုရက်တန့်သွားစေရန်မိစိုးနှိမ့်နိုင်ပေးမည်အကြောင်းပြချက်ပေးပါ။ငင်းခုန်မှုရက်တန့်သွားစေဖို့အတွက်ဆိုလို့ရှိရင်ခြေကနှင်းပြူနဲ့နှင်းပြူပါဝင်၃ယောက်ကိုကြိုးခုန်စေလိုက်မယ်။နောက်ကြက်ဖတ်ခုတ်တန်းကစားခြင်းနဲ့ လက်လက်နဲ့နောက်တစ်ယောက်ကိုနှစ်ယောက်ကိုကြဖတ်ခွတန်းကစားစီလိုက်မှာပေါ့ငင်းကြံသောဆက်ဆံရေးနဲ့ပရိပကအသွင်ဆောင်သောဆက်ဆံရေးမြည်သို့ကွာခြားသည်နည်းတဲ့မြည်သည့်အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည်ငင်းကြံသောဆက်ဆံရေးကအေဂျင့်တာယာမှုကိုဖြစ်စေပြီးတော့ပရိပကအသွင်ဆောင်တဲ့ဆက်ဆံရေးကရံမီပွားပြီးတော့ထိခိုက်နာကျင်မှုကိုဖြစ်စေပါတယ်ငင်းကြံသောဆက်ဆံရေးကနှစ်ဦးနှစ်ဖက်အကျိုးရှိစေပြီးတော့ပရိပကအသွင်ဆောင်တဲ့ဆက်ဆံရေးက အကျိုးမရှိအကျိုးဆုပ်ယုပ်စေပါれ။ကျေလို့ဖြစ်ရတဲ့သုံးလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ဖြစ်ရတဲ့သုံးမှာဆိုလို့ရှိရင်သူစာနဲ့အေးခံရကျောင်းဝင်းအတွင်းမှာရှိတဲ့စပိန်ထားတဲ့နေရာမှာတွေ့ဆုံကြပြီးတော့ဘာဒီပြောကြလဲဆိုအေးခံရစပြောမယ်။သူစာရေးငတ်စာအောင်ငါထားလာပြန်ပေးအောင်လေ။သူစာကဘာပြန်ပြောလို့ဆိုပြန်ပေးမှာပါအေး။အေးခံရပြောလေ။နေငါထားတာကြာပြီလေ။သူစာကခုပါမလာသေးဘူးနောက်နေ့မှပေးနိုင်မယ်ကွယ် ေခန့်ကနေရသူများပစ္စည်းငါပြီးပြန်ပြင်းရစိမ့်မှမရှိတာသူစားနော်စကားကိုလွယ်လွယ်မပြောပါနဲ့တငယ်ချင်းရေငါပြန်ပေးမှာပါအေခန့်ကငါစာခုချက်ချင်းလိုချင်တယ်သူစားခုပါမလာသေးဘူးမနှက်ဖန်ယူလာပေးမယ်အေခန့်ခုချက်ချင်းအိမ်ပြန်ယူပေးသူစားကမယူပေးနိုင်ဘူးအေခန့်အခုမယူပေးနိုင်ရင်နစ်စာအုပ်တွေငါလွှတ်ပြစ်မယ် ကဲအထက်ပါအကြောင်းအရာတွေမှာဆိုလို့ရှိရင်ပရိပခအချိန်ဟုအဘဲကြောင့်မြင့်တက်လာရသည်ပရိပခအချိန်ဟုမြင့်တက်လာခြင်းမှာဆိုလို့ရှိရင်သူတို့နှစ်ဦးရဲ့စကားအပြောအဆိုတွေကြောင့်ဖြစ်ပါတယ်ပရိပခအချိန်ဟုယောနေစီရန်မြည်တို့ ပြုတ်မှုပြောဆိုတင်သည်ပရိပခအချိန်ဟုယောနေစီရန်စကားကိုချွတ်ချွတ်တသာပြောမယ်အကျိုးကြောင့်စီလျော်တဲ့စကားတွေကိုသာ ပြောဆိုရမှာဖြစ်ပါတယ်ပရိပခသည်မြည်သည့်အကြောင်းအရာပေါ်တွင်မူတည်၍မြည်စုတွင် တာဝန်ရှိသနည်းပရိပခဟာဆိုလို့ရှိရင် စကားအပြောအဆိုကြောင့်ပေါ်မှာမူတည်ပြီးတော့နှစ်ဦးနှစ်ဖက်စလုံးမှာတာဝန်ရှိပါတယ်ကဲခြေလို့ဆက်ပြီးတော့အောက်ပါပြုမှုများကိုလေ့လာ၍အပြုသဘောဆောင်သည်သို့မဟုတ်အပြက်သဘောဆောင်သည်တို့ကိုအမှတ်အသားပြုပါတဲ့ဇာတိနံပါတ်1အခြေအနေတရက်နဲ့ပတ်သက်၍မိမိခံစားချက်ကိုမျှဝေခြင်းတဲ့ ဒီအပြုမူလေးရာဆိုလို့ရှိရင် အပြုသဘောဆောင်တဲ့အပြုမူလေးဖြစ်ပါတယ်နှစ်လူအချင်းချင်းအော်ငေါ့၍ပြောဆိုခြင်းဒါလေးကအပြည့်သဘောဆောင်တဲ့အပြုမူလေးဖြစ်ပါတယ်နံပါတ်3ပုံမှန်လေတံဖြင့်ပြောဆိုခြင်းဒါလေးကလည်းအပြုသဘောဆောင်တဲ့အပြုမူလေးဖြစ်ပါတယ်လေအခြားသူများ၏ထင်မြင်ယူဆချက်ကိုလောင်ပြောင်ခြင်း မထေမဲ့မြင်ပြုခြင်းဒါဆိုလို့ရှိရင် အပြည့်သဘောဆောင်တဲ့အပြုမူဖြစ်ပါလေ။ မိမိစိတ်တွင်မကျေနပ်မှုကြောင့်ပစ္စည်းများကိုလွှင့်ပစ်ခြင်းဒါလေးရလည်းအပြည့်သဘောဆောင်တဲ့အဖြစ်မူလေးပဲဖြစ်ပါတယ်၆ငင်းခုန်မှုတွင်မိမိရှုံ၍တကားအပါဝင်တွေ့သည့်ပစ္စည်းများကိုကန့်ခြင်းဒါလေးရလည်းအပြည့်သဘောဆောင်တဲ့အဖြစ်မူလေးပဲဖြစ်ပါတယ်ခုနှစ်မိမိနှင့်အစင်မပြေသောသူရှိတွင်ပစ္စည်းများအားညင်သာစွာကန့်တွေ့အသုံးပြုခြင်းအဲဒါလေးရတော့အပြည့်သဘောဆောင်တဲ့အဖြစ်မူလေးဖြစ်ပါတယ် ရှေ့မိမိနှင့်အဆင်မပြေသူများရှေ့တွင်စောင်းမြောင်းပြောဆိုခြင်း ထိငော့ပြောဆိုခြင်းဒါဟာဆိုလို့ရှိရင်အပြည့်သဘောဆောင်တဲ့အပြုမှုဖြစ်ပါတယ်။ကိုမိမိဤထင်မြင်ချက်ကို အခြားသူများအားနားဝင်စေရန်တင်ပြဆွေးနွေးခြင်းဒါလေးရတော့အပြည့်သဘောဆောင်တဲ့အပြုမှုလေးဖြစ်ပါတယ်။တစေမိမိအထင်နှင့်လိုရာတွေး၍ပြစ်တင်ပြောဆိုခြင်း ါဟာတော့အပြည့်သဘောဆောင်တဲ့အပြုမူလေးတွေဖြစ်ပါတယ်ကွ။အဲဒီသင်္ကန်းစာရဲ့အဓိကအချက်ကလေးတွေကတော့နော်ငင်းကြံသောဆက်ဆံရေးနဲ့ပဋိပက္ခအတွင်ဆောင်သောဆက်ဆံရေးကွာခြားပုံကိုသိရှိပြီးတော့ငင်းကြံညီညွတ်စွာ နေထိုင်သင့်သည်။ဒီနေ့ချေပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်းလေးငင်းကြံစွာ အတူရှင်တွဲနေထိုင်ခြင်းသင်္ကန်းစာ၁ငင်းကြံစွာ နေထိုင်ရေးအကြောင်းပဲဖြစ်ပါတယ်။ ဒီနေ့အခြေတင်ကြားပေးခဲ့တဲ့သင်ခန်းစာလေးကိုသားတို့သမီးတို့လည်းနားလည်သဘောပေါက်လိမ့်မယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာတခြားလို့ပြန်တွေ့ကြမယ်နော်။